လူတော်များများကတောင်းပေးမဲ့နည်းနည်းလေးသုံးပြီးတော့အိမ်ဝယ်ရဆိုလို့ရှိရင် FHA လုံးကိုအသုံးပြုရလို့ထင်ကြတယ်။တကယ်တော့တောင်းပေးမဲ့3%ပေးရုံနဲ့ conventional လုံးကိုလည်းကျမတို့အနေနဲ့ရရှိနိုင်ပါတယ်။ဒီ conventional လုံးကိုယူမယ်ဆိုလို့ရှိရင်တော့ income သတ်မှတ်ချက်တွေရှိတယ်။အဲ့တော့ကိုယ့်ရဲ့မိသားစုရဲ့ household income ကကိုနေတဲ့ county မှာရှိတဲ့ median household income ရဲ့အောက်မှာရှိရမယ်။သူ့ရဲ့80%ပဲရှိရမယ်။တကယ်လို့ကိုနေတာ income များတဲ့ ကောင်တီမှာနေရဆိုလို့ရှိရင်ဒီကောင်တီရဲ့ median household income က တစ်နှစ်ကိုတသိန်းရှိတယ်ဆိုပါဆိုဒါဆိုလို့ရှိရင်ကိုမိသားစုရဲ့ household income က8000ပဲရှိရမှာဖြစ်ပါတယ်တကယ်လို့ကိုမှမိသားစုတွေပိုများတယ်ဆိုရင်တော့ income သတ်မှတ်ချက်ကလည်းပိုပြီးတော့နည်းသွားမှာဖြစ်ပါတယ်ပြီးတော့ဒီကြားထဲမှာဒီလုံးကိုရဖို့အတွက်ဆိုလို့ရှိရင် credit score ကအနည်းဆုံး620ရှိရမှာဖြစ်ပါတယ် DTI လို့ခေါ်တဲ့ debt to income ratio ကိုတော့တချို့ lender တွေက49%လောက်အထိပေးထားပါတယ်ဒါဆိုလို့ရှိရင်ဘာကြောင့်ဒေါင်းပေးမဲ့နည်းနည်းလေးပဲပေးတဲ့လူအနေနဲ့ conventional loan ကိုယူချင်တာလဲဆိုတော့ conventional loan ကိုယူတယ်ဆိုလို့ရှိရင်သူ့ရဲ့ mortgage insurance ကပို့ပြီးတော့တတ်တာတယ် FHA မှာကြတော့ mortgage insurance က upfront mortgage insurance ရယ် monthly mortgage insurance ဆိုတာလည်းရှိတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ equity က20%ရှိရင်တော့မှ mortgage insurance ကပြုတ်မသွားဘဲနဲ့လုံးသက်တမ်းတစ်လျှောက်လုံးမှာနှစ်30%စလုံးမှာသူ့ကိုပေးဖို့လိုအပ်တယ် conventional loan ရဲ့ကောင်းတဲ့အချက်ကကြတော့ဒီလိုမျိုး mortgage insurance တွေအများကြီးပေးစရာမလိုဘူးပြီးတော့ကိုကလအစီပေးမဲ့ပုံမှန်ပေးနေရင်ねကိုယ့်ရဲ့ equity equity ရ20%ရှိသွားတဲ့အခါကျရင်ဒီ mortgage insurance ကအလိုလိုပြုတ်သွားနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့ဘလို့ mortgage loan ကိုယူသင့်လဲကိုနဲ့ဘယ်ဟာသင့်တော်လဲဆိုတာကိုသိချင်တဲ့ဆိုရင်ကျမနဲ့ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။